မြန်မာပြည်ပေါ်တိုင်းသားညီကောင်မောင်နှမများအကုန်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်သားလိုက်ပါတယ်ဒီနေ့မှာတော့သွေးမချောက်သေးတဲ့ဒန့်ဖြူရော်ရဲ့တည်ငါပြန်လဲအတိတ်တပံနိုးထားလာမည်ဆိုတဲ့ခေါင်းစဉ်နဲ့စကားအနေချင်းလေးပြောကြမယ်ဒီနေ့မှာတည်ဆောင်းပါတစ်ခုမှဖတ်လိုက်ရတာဒန့်ဖြူရော်ဖြစ်စဉ်ကအတင်းအဓမ္မစစ်မှုထမ်းဖို့ခေါ်ထားတဲ့လူအယောက်၄၀တယောက်ဟာအာရဟတ်တတော်စီမှာအလင်းဝင်နေဆိုတဲ့တည် အလင်းဝင်တာကဘယ်နေရာမှာတော်ပြီးအလင်းဝင်တာလဲကြောက်ဖြူမှာတော်ပြီးအလင်းဝင်တယ်ကြောက်ဖြူကိုအတင်းအာဓမစင်မှုထံဖို့စေတားစူဆောင်းထားတဲ့ဗျမ်းဖြူရွာဖြစ်စဉ်ကလူအယောက်၄၀တယောက်ဟာကြောက်ဖြူမျိုးမှာတိုက်ပွဲပြင်းထန်နေတဲ့အတွက်ကြောက်ဖြူကိုပိုးလိုက်ချင်းခံရတယ်ဒီပိုးလိုက်ချင်းခံရတဲ့နေရာမှာတီးတဲ့အတိုင်းပဲ ဂျမ်းပြူရွာကဖမ်းပြီးတော့ဗာလဲအိမ်ချားချင်းချင်းအိုမေတုပ်ပြီးတိုက်ခိုင်းတယ်လို့မျိုးပေါ့ဆိုတော့အမျိုးသီလနှစ်ဌာနကိုပြည်ဝမန္တိုင်စောင်းစောနိုင်ကရခိုင်နာမဘွေးမီလာနဲ့အနာတတညာခေါ်အဲ့ရဒီဆိုရက်ရခိုင်လူမျိုးဦးမေတုပ်ပြီးတော့ခေါ်ခိုင်နိုင်ခေါ်လို့ရမယ်လို့ထင်နေကြသလားဒီထဲမှာအချုပ်တော်ပုံ ဇက်ဆောင်ဇက်ဆရာကဗာလဲ ALP ဒီ ALP ရဲ့တည်င်းနေတာလေပြန်လေနူးကြပြီးထွက်ပေါ်လာလိမ့်မယ်ဘာလို့လဲသူတို့လှုပ်ထားတဲ့ဇလန့်ကိုယခုယခုအလင်းဝင်လာကြတဲ့အတင်းစစ်သားစူးဆောင်းခံရတဲ့လူလေးစေတယောက်စီကတည်င်းအမှန်လေထွက်လာပါလိမ့်မယ် ကျွန်တော်တို့မှာကြမ်းပေါက်တရားကိုပိတ်လို့ရတယ်နှုတ်တပေါက်ကိုပိတ်လို့မရဘူးဒီစကားဆိုရိုးစကားတွေကလည်းပြစ်ထားလိုက်လို့မရဘူးထိုးနီးတူစွာပြိုင်ပြူရောဖြစ်စိန်မှာပြိုင်ပြူရောတရော်လုံးကိုမီရှို့သက်ဖြတ်အကြမ်းဖတ်ပြီးတော့ထောင်ထဲမှာထဲတဲ့လူကိုထဲစမှုထန်ခိုင်းတဲ့လူကိုစမှုထန်ခိုင်းကြံတဲ့ နိုးစုဒုံထောက်သဘောပေါက်တယ်နော်နိုးစုဒုံထောက်ဘာမှသုံးလို့မရဘူးဒီလူတွေကိုမိန်ကလေးတွေကိုဖုံးတော်ကြီးចောင်းနေမှာစစ်ဘေးချောင်ပေါ်ကနေနေရတယ်တရွာလုံးမိရှိုးပြစ်တယ်ဒီလောက်လူမျိုးတုံးတပြတ်ခံရတဲ့ဗျမ်းဖြူရွာရဲ့တွေးတွေက မချောက်သေးဘူးဒီမချောက်သေးတဲ့တွေးကပြန်လေတဖန် နှိုးထားပြီးတော့တည်နေတာပြန်လေနှိုးကြလာပါလိမ့်မယ်ဆိုတော့ကဖရရတဲ့တည်ဆောင်ပါအနေချင်းကိုကျွန်တော်အနေနဲ့ဖတ်ကြည့်များဝေတင်ဆက်တော့မှာပဲဖြစ်ပါတယ်စစ်မှုထမ်းခေါ်ခံရသည့်ဗန်ဖြူရော၄၀ကျော်ကြောက်ဖြူတိုက်ပွဲအတွင်းအေအေထမ်းမှာလာရောက်ပူပေါင်းအတင်းအာရမစစ်မှုထမ်းဖို့ခေါ်ရသည့်ရခိုင်ပြည်စစ်တွေမျိုးနဲ့ဗန်ဖြူကျေးရွာသား၄၀ကျော်မှာကြောက်ဖြူတိုက်ပွဲအတွင်း အရာဟတ်တော်အေအေထံသို့လာရောက်ပူပေါင်းအလင်းဝင်ကြကြောင်းမိသားစုဝင်များနှင့်တတိအရင်မြစ်တွေစကားပြရသည်။ကြောက်ဖြူတွင်ဖြစ်ပေါ်နေသည့်စစ်ကောင်စီနှင့်အရာဟတ်တော်အေအေတိုက်ပွဲအတွင်စစ်မှုထမ်းခေါ်ခံရသည့်ရန်ဖြူရော်သား၄၀ကျော်သည်ဇော်လာပထမအပတ်လောက်ကလာရောက်ပူပေါင်းခဲ့ခြင်းဖြစ်ကြောင်းတတိအရင်မြစ်တွေကပြောဆိုပါသည်။ကြောင်းနေတဲ့ရန်ဖြူရော်သား၄၀ကျော် ကြောက်ပြူတိုက်ပွဲမှာ AAC ကိုအလင်းဝင်သွားကြတယ်စစ်ကောင်စီကဖမ်းထားတဲ့ဗျိုင်းပြူရော်သားတွေထဲကလေးစီကျော်ကိုစင်ဘူးထန်းခေါ်ယူပြီးစစ်သားတင်ဒန်းတွေပေးတယ်ပြီးတော့ကြောက်ပြူတိုက်ပွဲကိုပို့လိုက်တယ်မိသားစုဝင်တွေနဲ့အဆက်အသွယ်မရတာကြပါပြီကြောက်နေတဲ့သူတွေပေါ့အခုကတော့ AA နဲ့ပူပေါင်းတော်ကြပြီဟုစစ်တွေတည်င်းအရင်မြစ်တွေကပြောဆိုထားခြင်းဖြစ်ပါတယ် 2024ခုနှစ်မေလ29ရက်နေ့ကစစ်တွေမျိုးနဲ့ဂျိုင်းပြူကျေးရွာတို့စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ALP တပ်ဖွဲ့ဝင်များမှလက်နက်အပြည့်စုံဖြင့်ရော်သေးဝင်ရောက်လာကရော်သားများအားဖမ်းဆီးရှင်းဇက်ပြားချင်းများကိုကျူးလွန်ခေကြသည်ဒါကဖြောက်ဖြားလို့မရတဲ့သမိုင်းတစ်ခုဖြစ်တယ်ရင်းဖြစ်စဉ်အတွင်း အပြင်းမဲရွာသား၄၀တဦးထပ်မနေ့ကိုစစ်ကောင်စီနှင့် ALB တပ်ဖွဲ့ဝင်များကအကြောင်းမဲမတရားအစုလိုက်အပြုံလိုက်ဇက်ဖြတ်ချင်းကိုခံခဲ့ကြရပြီးတော့အများပြားမှလည်းဖမ်းဆီးချင်းခံခဲ့ကြရပါတယ်။နောက်ထပ်ရွာသား350ခန်းမှစစ်ကောင်စီအတင်းအာဓမအကြောင်းမဲဖမ်းဆီးချင်းကိုခံလိုက်ရပြီး295ဦးမှပသိမ်အကျဉ်းထောင်၌ရှိနေကြောင်းလဲကြံရည်တဲ့၄၀ကျော်မှာ စစ်ကောင်စီအတင်းအာဓမစစ်မှုထမ်းဖို့အတွက်ခေါ်ယူခြင်းကိုခံခဲ့ရပါတယ်။အေအေထမအလင်းဝင်လာသည့်ဂျမ်းပြူရော်သားများမှမြည်သူမြေဝါဖြစ်ကြောင်းနှင့်၎င်းတို့၏မိသားစုဝင်များမှလည်းမြည်သူမြေဝါဖြစ်ကြောင်းကိုသိနေပါလျက်နဲ့လုံချုံရေးအရာပြောဆိုခွင့်မရပါဘူး။ဆိုတော့ကဖမ်းဆီးခံထားရတဲ့ဂျမ်းပြူရော်သားများထင်မှအချို့ကိုစစ်ကောင်စီကစစ်မှုထမ်းဖို့အတွက်ခေါ်ယူခြင်းနှင့် ကြောက်ပြူတိုက်ပွဲသို့ပို့ဆောင်ပြီးအေအေထံမှအလင်းဝင်သောကြသည့်ကိုမိသားစုဝင်များမှတဆင့်အတည်ပြုထားကြောင်းသတင်းအရင်းမြစ်တွေကပြောဆိုပါတယ်။အလင်းဝင်သောကြတဲ့သူတွေမှာကိုယ်တိုင်သူတို့ရဲ့မိသားစုစီကိုဖုံးဆက်လာလို့သိရတာဖြစ်ပါတယ်။မိသားစုဝင်တွေကတော့အေအေဖက်ကိုရောက်တော့လို့ပျော်နေကြတာပေါ့။ဒီသတင်းကတော့သေချာပါတယ်။အခါရမှာပြောဆိုထားခြင်းတွေဖြစ်ပါတယ်။အဆိုပါကိစ္စနဲ့ပတ်သက်၍ အရာခတ်တတော်အေကပြန်ကြားရေးတာဝန်ခံဥခိုင်ဒုခကတော့ပြန်လဲပြောဆိုထားခြင်းမရှိသေးပါဘူးခမ။ចောင်းပြူမျိုးအနိမာစစ်ကောင်စီတန်နှင့်အရာခတ်တတော်အေတို့ကြားမှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီဤစစ်စခန်း၃ခုထံမင်းကိုတိမ့်ပိုက်ရရှိထားကြောင်းလည်းသိရတယ်။အမှတ်30နှစ်ရေးတရင်အနိနှင့်နှမ်းဖေးတော်စခန်းမင်းသားတော်စခန်းနှင့်လက်ခမော်စခန်းတို့ကိုအေကတိမ့်ပိုက်ထားပြီး ရင်းစခန်းအသိတိုက်ပွဲအတွင်စစ်ကောင်စီတိုင်းစစ်ဦးစီးမှုပထမတန်းဒုတိယဗိုလ်မှူးကြီးအပါအဝင်စစ်သုံးပန်း15ဦးကိုအေအေကအချင်းဖမ်းဆီးထားရှိပါတယ်။အပြင်မဲ့ဂျန်းဖြူကျေးရွာသားများကိုအာနာတိုင်းစစ်ကောင်စီနှင့် ALP တပ်ဖွဲ့ဝင်များကအာရခတ်တော်အေအေနှင့်ဆက်သွေကြောင်းထောက်ပံ့ပေးခဲ့သည်ဟုဆိုက မတရားဖမ်းဆီးခဲ့ခြင်းလည်းဖြစ်ပါတယ်။ ရပ်ပြူရွာသားများအားလုံးသည်စစ်ကောင်စီနှင်ထုတ်ချင်းကိုခံရပြီးလက်ရှိတွင်စစ်တွေမျိုးထေးကြီးဘုံတော်ကြီးအကြောင်းများတွင်စစ်ပေးချောင်းအဖြစ်ဖြင့်ခိုလုံလျားချီချောင်းကိုလည်းတည်ရပါတယ်ဒီတော့ဒီသတင်းအပြည့်အစုံကိုသတင်းမီဒီယာတွေကတင်ဆက်ထားတဲ့အရာတွေမြောင်းများစွာကိုတွေးရပါတယ်ဒီနေ့ဒီတော့တွေးတယ်မချောက်သေးတဲ့ပြန့်ဖြူရော်ရဲ့တည်င်းကစတ္တာတဘိုးတိုးပြီးတော့ပြန်လေ သာသွင်းနိုးကြလာပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့ခေါင်းစဉ်ပေးပြီးဒီသတင်းဆောင်ပါအတူလေးကိုဖတ်ကြည့်များဝေတင်ဆက်ရခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါကြည်ချူနေကြတဲ့မိဘပြည်သူများစိတ်အေးချမ်းသာခြင်းကိုအေးချမ်းသာခြင်းအပေါင်းနဲ့ပြည့်စုံနိုင်ကြပြီးတော့ခြွေလန်းချမ်းမြေ့ကြပါစေခြေတစ်ချက်နဲ့ကူညီပေးကြပါခင်ဗျဟုတ်ကဲ့ပါမင်္ဂလာပါတာလီစောပါဂါရဝါပါ拜拜。Bye bye.